မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ April 9ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်။ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်တိုင်းမရန်ကုန်မြို့နယ်မှာပြူစောတိများကိုတင်နှံပေးနေတဲ့အောင်သပြေရဲဝန်းတိုင်းကို40မမလက်နက်ကြီးများနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ April 9ရက်နေ့ည7:35မိနစ်အချိန်မှာရန်ကုန်တိုင်းမရန်ကုန်မြို့နယ်မှာရှိတဲ့ပြူစောတိများကိုတင်နှံပေးနေတဲ့အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံရဲတပ်ဖွဲ့ရဲ့အောင်သပြေရဲဝန်းအတွင်းတိုင်းကို လက်နက်ကြီး40မမနှလုံးလုံးနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။မယန်းကုန်းမြို့နယ်3ရက်ကွာမှာနေထိုင်တဲ့ပြည်သူတချို့ကတော့အေပီလ9ရက်နေ့ည7:00နာရီဝန်းကျင်အချိန်ကမှအောင်းတပြေရဲဝင်းဘက်ကနေပြီးတော့ပောက်ကွဲတံအတန်နှစ်ချက်ကျဲလောင်စွာကြားလိုက်ရတယ်လို့ပြောကြားထားပါဗျ။အဲ့ဒီနောက်မှာတော့စစ်ကားနဲ့ရဲကားတချို့ရောက်ရှိလာပြီးတော့စစ်ဆင်မှုများကိုလုဆောင်သွားတယ်လို့သိရကြောင်းသတင်းရင်းမြစ်ကပြောပြထားပါဗျ။9ရက်နေ့ကပောက်ကွဲမှုဖြစ်တာကအတွင်းထဲမှာထိခိုက်မှုရှိတယ်လို့တော့သိရတယ်။ ဘသူတွေထိခိုက်လဲတော့တေချာမသိရဘူးကျွန်တော်တို့နဲ့အောင်တပြေရဲဝင်းကလမ်းတကြောတဲ့ဆိုတော့ပြန်သိရတာလို့မယံကုန်းမြို့နယ်၃ရက်ခွက်ကပြည်သူတို့ကသတင်းပေးဖို့ပြောကြားထားပါတယ်ရန်ကုန်အာမေ 1A ကတော့ရန်ကုန်မြို့မှာစီရေးပြင်မှတ်အများကိုထပ်မံပြီးတော့တိုက်ခိုက်သွားမှာဖြစ်ပြီးအကြမ်းမဲ့စစ်အာဏာရှင်ကိုမပြုံမချင်းဆက်လာပြီးတော့တိုက်ခိုက်ချိန်မုံသွားမှာဖြစ်တယ်လို့အသိပေးထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မကွေးတိုင်းပေါ့မြို့နယ်အုံတော်ကြီးရွာနဲ့ပေါ့မြို့နယ်ကြားထွန်းတေစာစီဆိုင်အနီးမှာကပ္ပစ24ကစစ်တပ်စစ်ကြောင်းကိုမိုက်ခွဲတိုက်ခတ်ရာစစ်ကောင်စီဘက်ကစစ်ကြောင်းမှုနဲ့တပ်ခွဲမှုအပါအဝင်ခဏဦးတည်ဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ AP လ3ရက်နေ့မနက်6:00မိနစ်အချိန်မှာတကြိမ်ညနေ2:23မိနစ်အချိန်မှာတကြိမ်နဲ့ AP လ4ရက်နေ့မနက်6:18မိနစ်အချိန်မှာတကြိမ်စုစုပေါင်း3ချိန်ကပ္ပစ24စစ်ကြောင်းကိုပေါ့မြို့နယ်အုံတော်ကြားတဲ့က ထိုးသစ်စာစီဆိုင်အနည်းမှာမိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီစစ်တပ်စစ်ကြောင်းကမိုင်းများကိုလာရောက်ရှင်းလင်းတဲ့အချိန်မှာမိုင်းဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။စစ်ကောင်စီဘက်ကစစ်ကြောင်းမှုနဲ့တပ်ခွဲမှုငမောင်ခေါ်ဗကြော်တို့အပါအဝင်ခုနှစ်ဦးသေဆုံးပြီးတော့ဆတ်ချဦးဒဏ်ရာရရှိသွားတယ်လို့သိရပါတယ်။ဒီချိန်ကိုမိုင်းတစ်လုံးနှုံးနဲ့၃ချိန်ဖောက်ခွဲတိုက်ခိုက်ခဲ့ပါတယ်။သေဆုံးသွားတဲ့အရာရှိအလောင်း၂လောင်းနဲ့ဒဏ်ရာအပြည့်ထရတဲ့စစ်ခွေးဆတ်တကောင်ကိုတော့ MI-17 နဲ့နေပြည်တော်ဂရင်တထောင်စေးရုံကိုတဲသွားပါတယ်။စစ်ကြောင်းမှုနဲ့ခွဲမှုငမောင်ခေါ်ဗကြော်ကရန်အောင်ဇာတိလို့သိရပါတယ်။ ်စစ်ကြောင်းမှုကတော့ဥပွင့်ပြီးတော့ရှင်းသွားတယ်ပြီးတော့ဒဏ်ရာရတဲ့ဆက်တယောက်ထဲမှာလဲပေါ့ရာကြီးပြင်ပြူစောရီရွာမှာအထိုင်ချထားတဲ့တုံးပွင့်ဘူကြီးခံမိုးမောင်ဟာလဲ 6တောက်တစ်ဖက်လက်တစ်ဖက်ပြတ်သွားတယ်လို့သိရပါတယ်။ဒဏ်ရာရတဲ့သူတွေထဲမှာ6တောက်ပြတ်တာက1ယောက်လက်ပြတ်တာ2ယောက်မျက်လုံးနှလုံးဇုံလုံးကန်းသွားတဲ့သူက2ယောက်ပါပါတယ်လို့စိတ်ဖြူတကိုယ်တော်ချားစိုးအဖွဲ့ကသတင်းပေးဖို့ပြောကြားထားပါတယ်။စစ်စင်ရေးတိုက်ခိုက်ရခြင်းဟာပေါ့မြို့နယ်အနောက်ပိုင်းကျေးရွာပကဖနှအူးကိုစစ်ကောင်စီတပ်သားများကစနိုက်ပါနဲ့ချောင်းမြောင်းပစ်ခတ်ခဲ့တာကိုလက်တုံပြန်တဲ့အနေနဲ့မိုင်းဆက်ပြီးတော့ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီစစ်စင်ရေးကိုစိတ်ဖြူတကိုယ်တော်ချားစိုး LDF ဦးဆောင်ပြီးတော့ပေါ့တောင်ပိုင်းဇုံ1ပကဖအဖွဲ့ ်ရက်ကြီးပါကဖနဲ့ပြည်သူဒီမိုကရက်တစ်တပ်တော်ပြည်သူဒီမိုကရက်တစ်အဖွဲ့ PDO PDA တို့ကပူးပေါင်းကတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်ငလျင်သတင်းကတော့သခိုင်းမြို့ပေါ်မှာငလျင်ဘေးတင်တဲ့ပြည်သူများအထွတ်အလူပစ္စည်းများကိုအလူရှင်များကလာရောက်လှူဒါန်းတဲ့အချိန်မှာစမ်းတေးရက်ကထုတ်ခေါင်ကျေးရွာအုပ်ချုပ်ရေးမှုက ုပ်စုဖွဲ့ပြီးတော့ရိုက်နှက်လူရမှုတွေဖြစ်ပွားခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီကနေ့ AP လ9ရက်နေ့မှာအလှူရှင်အဖွဲ့တစ်ဖွဲ့ကသခိုင်းမျိုးပေါ်ကငလျင်ဘေးဒဏ်တင်တဲ့ပြည်သူများရဲ့စားဝတ်နေရေးအတွက်ကယ်ဆယ်ရေးကူညီရေးပစ္စည်းများကိုလာရောက်လှူဒန်းခဲ့တယ်လို့သိရပါတယ်။ကြေးပါလူချင်းတဲ့အဖွဲ့ကအဲ့ဒီအလှူရှင်တွေကိုအလူပြည့်စည်တဲ့ကို၎င်းတို့ထံကိုအပ်နိုင်ရမယ်လို့တောင်းဆိုခဲ့တယ်လို့သိရပါတယ်။ဒါပေမဲ့အလူရှင်အဖွဲ့ကကယ်ဆယ်ရေးပစ္စည်းများကိုအဲ့ဒီရွာလူကြီးထံမှာအပ်နိုင်ခြင်းမပြုဘဲငလျင်ဘေးဒဏ်တဲ့ပြည်သူများထံကို ကိုယ်တိုင်ဓာတ်ရိုက်လှူဒန်းခဲ့တယ်လို့သိရပါတယ်အခုလိုမျိုးလှူဒန်းတဲ့အတွက်ရွာလူကြီးနဲ့အဖွဲ့ကအလူရှင်များလှူဒန်းထားတဲ့ပစ္စည်းများကိုလာရောက်ပြီးတော့တိမ့်စီလူရက်သွားတယ်လို့သိရပါတယ်အလူရှင်တွေကရွာလူကြီးစီကိုအလူပစ္စည်းတွေမအပ်ပါဘူးသူတို့ကသူတို့ပျော်တဲ့ဇယင်းတွေကိုပဲလိုက်ကြည့်ပြီးတော့ပေးတာပါအဲ့ဒါကိုရွာလူကြီးနဲ့အဖွဲ့ကသူတို့ကိုမပေးရခေါင်းလားဆိုပြီးတော့လာပြီးတော့ပြန်လှူတာအလူရှင်အဖွဲ့ကရက်ွက်လူကြီးဇယင်းကိုမလိုချင်ပါဘူးဆိုပြီးတော့ မိုးကတဲထိုးထားတဲ့သူတွေကိုအလူပစ္စည်းတွေတိုက်ရိုက်လိုက်ဝေနေတော့အုတ်ကြီးနဲ့သူ့ရဲ့အမျိုးတွေကသူတို့မရလို့ဆိုပြီးတော့ပစ္စည်းတွေကိုလာလုသွားတာလို့ဒေသနေပြည်သူတို့ကပြောပြထားပါတယ်။အခုလိုမျိုးအုတ်ချုပ်ရေးမှုနဲ့အဖွဲ့ကအလူပစ္စည်းများကိုလုယူတဲ့အချိန်မှာပစ္စည်းများမပေးသူများကိုလည်းအုတ်စုဖွဲ့ပြီးတော့ရိုက်နှက်မှုဖြစ်ပွားခဲ့ပြီးအသက်20တန်းနဲ့အရွယ်ငလျင်ဒံတင်တဲ့အမျိုးသမီးတို့ရိုက်နှက်ခံလိုက်ရတယ်လို့သိရပါတယ်။အသက်16နှစ်အရွယ်အမျိုးသမီးငယ်တဦးဟာလည်းနှလုံးရောဂါအခန့်ရှိတဲ့အတွက်မိလဲသွားကဆေးရုံပေါ်ကိုတင်ဖို့ကုသထားရကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်ငလျင်သတင်းကတော့မန္တလေးမြို့အောင်မြေသာဆန်မြို့နယ်မှာပြိုကျခဲ့တဲ့ Sky Villa Condo အဆောက်အဦအတွင်းကကလေးနှောက်ဦးအပါအဝင်ရုပ်အလောင်း၁၀လောင်းကိုထပ်မံတွေ့ရှိခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ Sky Villa Condo အဆောက်အဦပြိုကျပျက်စီးပြီးတော့ပိတ်မိနေသူများကိုတရုတ်နိုင်ငံက Blue Sky Rescue ကယ်ဆယ်ရေးအဖွဲ့ဝင်များကပူးပေါင်းပြီးတော့ရှာဖွေပေးနေတယ်လို့သိရပါတယ်။ဒီကနေ့ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိရမှာကလေးနှောင်းဦးအပြင်အမျိုးသမီးရုပ်အလောင်း၈လောင်းကိုတွေ့ရှိခဲ့ရတယ်လို့ပြောပါတယ်။ Sky Villa မှာကစုစုပေါင်းရုပ်အလောင်း၁၀လောင်းဝန်းကျင်ကိုတွေ့ထားပါတယ်။စရဲအရာဆိုရင်တော့ကြံနေသေးတဲ့လူတွေကရာကနန်းလောက်အထိရှိနေသေးတယ်လို့ Sky Villa ကွန်ဒိုအဆောက်အဦမှာရှာဖွေကယ်ဆယ်နေသူတဦးကသတင်းပေးဖို့ပြောကြားထားပါတယ်။ Match လ28ရက်နေ့ကအင်အားပြည့်တဲ့ငလျင်မလောက်ခတ်မီစစ်ကောင်စီရဲ့မန္တလေးတိုင်းအစိုးရအဖွဲ့စရဲအချက်အလက်များအယောက် Sky Villa ကွန်ဒိုမှာနေထိုင်သူလူဦးရေဟာ350ဝန်းကျင်ရှိတယ်လို့သိရပါတယ်။မိသားဦးစီးနဲ့ပြင်ပကအဖွဲ့တွေကရှာဖွေရေးဘက်ကိုချုပ်ကန်ပြီးတော့ကုညီရဲ့အသင်းတွေကိုပြန်လည်နေရာချထားရေးဘက်ကိုဥတီထားတာတွေရှိတယ်လို့မန္တလေးမြို့ကလူမှုကုညီရဲ့အသင်းတခုကတာဝန်ရှိသူကပြောပြထားပါတယ်။အောင်မြေသားစံမြို့နယ်လမ်း60 23နဲ့24လမ်းကြားမှာရှိတယ်။တအေကအခြေပေါ်မှာတိစောက်ထားတဲ့ Sky Villa ကွန်ဒိုမှာ၁၁ထက်ရှိတဲ့အဆောက်အအုံ သုံးလုံးတွဲပါရှိကမလျင်လောက်ခတ်မှုကြောင့်အဲ့ဒီအဆောက်အုံနှလုံးဟာအလုံးစုံပြိုကျသွားပြီးတော့ကြံတဲ့တလုံးဟာလည်းလေးတက်ခတ်မြေကြီးတဲ့ကိုနစ်ဝင်သွားခဲ့တယ်လို့သိရပါဗျ။ Sky Villa Condo AR စီမံကိန်းကိုစစ်တပ်နဲ့ဆက်နွယ်တဲ့အောင်မြင်သူကုမ္ပဏီကတိစောက်ခဲ့ခြင်းဖြစ်ပြီးတော့ငလျင်တန်ခန်းနိုင်နေဆိုပြီးတော့ကျင်ညာပြီးတော့ရောင်းချခဲ့ခြင်းဖြစ်တယ်လို့ဝေမာမှုများရှိနေကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မကွေးတိုင်းဆက်လင်းမြို့နယ်တညောင်ဓာအားခွဲယုံမှအထိုင်ချတပ်ဆွဲထားတဲ့စစ်သားများကိုတိုက်ခတ်ခဲ့ရာဓာအားခွဲယုံမှုအရာရှိနှောက်ဦးအပါအဝင်စစ်သား32ဦးတိတ်ဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မတ်လ31ရက်နေ့မနက်9:00ခန်းကဆက်လင်းမြို့နယ်တညောင်ဓာအားခွဲယုံမှအထိုင်ချတပ်ဆွဲထားတဲ့စစ်တပ်ကိုလက်နက်ကြီးလက်နက်ငယ်ဒရုန်းများနဲ့အလင်းငိုက်ဝင်ရောက်တိုက်ခတ်ချေမှုန်းခဲ့ရာ၄နာရီကျော်ခန့်တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါရတယ်။အဲ့ဒီတိုက်ပွဲအတွင်းမှာဓာအားခွဲယုံခွဲယုံမှုအရာရှိနှောက်ဦးနဲ့ အကြမ်းဖက်စစ်သားအယောက်30ကျော်တိရစုံကအများပြဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗါးဓာအားခွဲယုံအတွင် transformer အလုံး80ကပျက်စီးသွားတယ်လို့သိရပါဗါးကပ္ပစ20 21 25 5နဲ့လဆခ6တို့ကိုလျှက်စစ်ဓာတ်အားပေးပို့မှုဟာလည်းလုံးဝပြတ်တောက်သွားပြီးတော့စစ်စင်ရေးနဲ့ထုတ်လုပ်ရေးလုပ်ငန်းများရပ်တန့်သွားခဲ့တယ်လို့သိရပါဗါးတိုက်တာကတော့ match လ31ရက်နေ့ကတိုက်ခဲ့တာဒါပေမဲ့ငလျင်ဒဏ်တွေဘာတွေနဲ့ဆိုတော့ ြည်ပြီးကမှမတင်ပြတ်တာပါဒီဘက်ဒေတာစလင်းနယ်ထဲမှာစစ်ကြောင်းကခဏခဏဝင်ရောက်နေတာဖြစ်တဲ့အတွက်သတိထားပြီးတော့သွာလာနေထိုင်ကြဖို့နဲ့ပြီးတော့တော်လိုင်းရင်အင်အားစုတွေရဲ့သတိပေးပြောဆိုတဲ့ဇကားတွေကိုတတ်နိုင်သလောက်လိုက်နာပေးဖို့ပေါ့အဲ့ဒါမျိုးလိုက်နာမယ်ဆိုရင်တော့အနေနဲ့အမြအန်ရဲ့ဂျားထဲမှာမကြောက်ရောက်တော့ဘူးပေါ့ကျွန်တော်တို့လည်းရှေ့ဆုံးမှာနေပြီးကမှမသွားဖို့မလာဖို့အချိန်နေအချောင်းချောင်းချောင်းဆိုရင်သတိပေးတာမျိုးကိုအများအားလုံဆောင်နေကြဆိုတော့လေအဲ့ဒါလေးကိုတော့လိုက်နာပေးစေချင်ပါတယ်ဒီလိုမျိုးအခုကာလတည်းမှာတော့မှသူတို့ကထိုးစစ်ရထားတယ်ပြောနေပေမဲ့ 소모 내일이 래고 들어 외나래 제마 까고래 하고라마 들어가 ိုက်ခိုက်တယ်ဆိုတာမျိုးဖြစ်လာတဲ့အတွက်ကြောင့်ကျွန်တော်တို့လည်းမတက်တာဘူးလေအဲ့ဒီလိုမျိုးတွေလုံနေတာတွေလည်းရှိပါတယ်သူတို့ကလည်းပူပေါင်းစီခြင်းတယ်လို့မမတက်တော့အမှတ်သုံးစေဦးစီးကိုကေရင်မှုကသတင်းပေးဖို့ပြောကြားထားပါတယ်စစ်စင်ရေးလုံဆောင်ရခြင်းဟာလက်နက်ခဲယမ်းများထုတ်လုပ်တဲ့ကပ္ပစ20ကပ္ပစ21ကပ္ပစ25နဲ့စိတ်ဖြူမြို့အမှတ်ကိုလေးချောင်းရံကာကွယ်ရေးကိုကဲမှုစစ်စင်ရေးဌာနများကိုအဓိကဓာတ်အားပေးထားတဲ့နေရာဖြစ်တဲ့အတွက်အဲ့ဒီဓာတ်အားခွဲရုံကိုဝင်းရောက်တိုက်ခိုက်ခဲ့ရခြင်းဖြစ်တယ်လို့သိရပါတယ်၎င်းတိုက်ခိုက်မှုကိုမမတက်တော့အမှတ်သုံးစေဦးစီးကိုကေရင်မှုကဦးစီး ီးတော့ဗမာတပ်တော်တိုင်ရင်ခွန်တုံကြခေါ်ပေါက်တောင်ပိုင်းကျမ်းမာရေးနဲ့တူနာပြုတပ်ဖွဲ့ခေါင်းစစ်အောင် local pdf မင်းဘူးခရိုင်အမှတ်တပ်ရင်ဂံကောခရိုင်ပူပေါင်းအဖွဲ့ဆလင်းမြို့နယ်ပကဖတပ်ဖွဲ့စိတ်ဖြူမြို့နယ်ပကဖတပ်ဖွဲ့မကွေးတိုင်း drone လက်ယုံတပ်ဖွဲ့မင်းဘူးခရိုင်လက်ယုံတပ်ဖွဲ့တို့ကပူပေါင်းပြီးတော့တိုက်ပွဲဝင်ချင်းမုံငယ်ချင်းဖြစ်ပြီးတော့ပေါက်တောင်ပိုင်းကျမ်းမာရေးနဲ့တူနာပြုတပ်ဖွဲ့ကတော်လိုင်းရဲဘော်တအူးမြင့်မြတ်စွာအသက်ပေးလူခဲ့ရတယ်လို့သိရပါတယ်တိုက်ပွဲတွေဖြစ်ပြီးတော့တပ်ပေါင်းစုများအောင်မြင်စွာပြန်လည်ဆုတ်ခွာသွားပြီးတဲ့နောက် တညောင်ဓာအခွဲယုံအနီးတစ်ဝိုက်မှာရှိတဲ့ပြည်သူများနေထိုင်ရာကျေးရွာများကိုမကွေးလေတပ်ကနေပြီးတော့ Jet Fighter များနဲ့စဲချိန်ထက်မနဲ့ဘုံကျဲတိုက်ခိုက်ခဲ့တဲ့အတွာကျေးရွာများပျက်စီးသွားပြီးတော့အပြစ်မဲ့တဲ့ပြည်သူတွေထိခိုက်သိမ်းဆုံးမှုတွေရှိတယ်လို့သိရပါဗျ။ဗမာတပ်တော်အနေနဲ့ပြည်သူများငလျင်ဘေးဒဏ်တင်တဲ့ဒေသများမှာစီရင်ဆောင်ရွက်ခဲ့ခြင်းမျိုးမဟုတ်ပဲအကြမ်းဖက်ဆက်တက်ကလေရင်များနဲ့ဆက်လက်ပြီးတော့ဘုံကျဲတိုက်ခိုက်မှုများဆောင်ရွက်နေခြင်းကြောင့်ငလျင်ဘေးဒဏ်ကနေလုံးဝကျဉ်လွတ်တဲ့ဒေသမှာစီရင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းအသိပေးထားပါဗျ။ဗမာတပ်တော်နဲ့မဟာမိတ်တပ်ပေါင်းစုများက စစ်စင်ရေးဆောင်ရွက်ခဲ့တဲ့နယ်မြေဟာငလျင်ဘေးဒဏ်တင့်တဲ့ဖြစ်စဉ်များမရှိတော့လဲအခြားငလျင်ဘေးဒဏ်တင့်တဲ့ဒေသများမှာရှိတဲ့ပြည်သူများရဲ့ထိခိုက်ဆုံးရှုံးမှုများအားလူသားချင်းစာနာထောက်ထားမှုအရာအခုချိန်မှသာသတင်းကိုထုတ်ပြန်ရခြင်းဖြစ်တယ်လို့ဆက်လက်ပြောဆိုထားကြောင်းသတင်းရရှိပါရယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းဆက်လင်းမြို့နယ်တောင်ပိုးရွာကိုစစ်တပ်စစ်ကြောင်းထိုးဝင်ရောက်လာမှုကြောင့်တိုက်ပွဲဖြစ်ပွားပြီးတော့စစ်တပ်ကတောင်ပိုးရွာမှာရှိတဲ့ပြည်သူ့ဘဏ်နေအိမ်၂၁လုံးကိုမိရှို့ဖျက်ဆီးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ်မနေ့ကဧပြီလ6ရက်နေ့ညနေ4နာရီအချိန်ကမှပခောက်ကူအခြေဆိုင်တမတရတက်ကအင်အား80ကျော်ပါတဲ့စစ်ကောင်စီစစ်ကြောင်းဟာနတ်တမဲနတ်စင်ကြီးရွာတို့ဘက်ကိုတဆင့်14မြို့နယ်တောင်ပေါ်ကြီးရွာဘက်ကိုဝင်ရောက်လာတဲ့အတွက်ကောင်းစီအောင်ပြည်သူကာကွယ်ရေးတပ်ဖွဲ့နဲ့ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါဗါဒအဲ့ဒီနောက်မှာတော့ဗမာတပ်တော်အပါအဝင်မဟာမိတ်တပ်ဖွဲ့များကခုခံတိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်သားများကတောင်ပေါ်ကျေးရွာအတွင်းမှာရှိတဲ့ ပြည်သူပိုင်းနေအိမ်များကိုမိရှို့ဖျက်ဆီးကပြန်ထွက်သွားတယ်လို့သိရပါတယ်။သူတို့ဝင်လာတော့ဒေါင်းဆက်အောင်နဲ့အရင်ဆုံးထိတွေ့မှုဖြစ်ပါတယ်။ထိတွေ့မှုဖြစ်ပြီးကမှတောင်ပေါ်ရွာထဲကိုပြစ်ပြီးတော့ဝင်လာတာ။အဲဒါကြောင့်ကျွန်တော်တို့လည်းပူးပေါင်းပြီးတော့လက်နက်ကြီးနဲ့ပြစ်ကူပေးတယ်။အဲဒီလိုပြစ်တဲ့အချိန်မှာသူတို့ကရွာကုန်မိရှို့ပြီးတော့ပြန်ထွက်သွားတာပါ။အကုန်လုံးတော့မဟုတ်ပါဘူး။ရွာလုံးချွတ်တော့မဟုတ်ဘူး။ဟိုနေရာရှို့ဒီနေရာရှို့နဲ့ရှို့သွားတာပါ။တိုက်ပွဲမှာတော့ခွေးတင်ဆုံးမှုအတိအကျတော့မသိရသေးပါဘူး။ကျွန်တော်တို့ဘက်ကလည်းတာဝေးပြစ်နဲ့လှမ်းပြီးတော့ပြစ်တာဆိုတော့သူတို့ဘက်ကလည်းထပ်ပြီးမဝင်လာရဲတော့ပဲ။သူတို့ရှိတဲ့နေရာမှာတည်းပဲမိရှို့ပြီးတော့ပြန်ထွက်သွားကြတာလို့ ဗမာတက်တော်အမတ်3စေဦးစီးကိုကဲရေးယုံကိုကဲရေးမှုကပြောပြထားပါတယ်စစ်တပ်ကလက်နက်ကြီးလက်နက်ငယ်များနဲ့ရန်တမ်းပစ်ခတ်ဝင်ရောက်မှုကြောင့်တောင်ပေါ်ကျေးရွာနေအမျိုးသားနှစ်ဦးမစိုးရိမ်ရဒဏ်ရာရရှိခဲ့ပြီးတော့နေအိမ်20လုံးမီးလောင်ဆုံးရှုံးခဲ့ရတယ်လို့သိရပါတယ်ဒါ့အပြင်စစ်တပ်စစ်ကြောင်းထုတ်ဝင်ရောက်မှုကြောင့်တောင်ပေါ်ကျေးရွာစားတောင်ကျေးရွာညောင်ခုံးရွာစတဲ့ကျေးရွာများကပြည်သူများဟာစစ်ဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါတယ်ယခုခါမှာစစ်တပ်ကနတ်တမဲကျေးရွာမှာရောက်ရှိပြီးတော့တပ်ဆွဲထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ကရင်ပြည်နယ်ဖားပုံမြို့နယ်နယ်ကလေးကြီးရွာကိုအကြမ်းဖက်စစ်တပ်ကလေရင်နဲ့ဘုံကျဲတိုက်ခိုက်ခြင်းကြောင့်အသက်၃လအရွယ်နဲ့ဆက်နက်နဲ့အရွယ်ကလေးငယ်၂ဦးသေဆုံးပြီးတော့နေအိမ်၃လုံးပျက်စီးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ်ဧပြီလ2ရက်နေ့ညနေ4:22မိနစ်ခန့်မှာနေကလေးကြီးရွာကိုအကြမ်းဆက်တက်ကလေရင်နဲ့တကြေဘုံဒီ၃လုံးကျဲချတိုက်ခိုက်ခဲ့ခြင်းကြောင့်ကြီးရွာနေအသက်၃လအရွယ်နဲ့အသက်၁၂နှစ်အရွယ်ကလေးငယ်နှစ်ဦးသေဆုံးပြီးတော့နှစ်ဦးထိခိုက်ဒဏ်ရာရှိကနေအိမ်၃လုံးပျက်စီးသွားတယ်လို့သိရပါတယ်အကြမ်းဆက်တက်ရဲ့လေကြောင်းတိုက်ခိုက်မှုအတွင်းမှာအသက်၃လအရွယ်စောခင်မောင်လွင်ဟာရင်မမှာဘုံထိမှန်ပြီးတော့ရရှိတဲ့ဒဏ်ရာနဲ့သေဆုံးသွားခဲ့တယ်လို့သိရပါတယ်အသက်၁၂နှစ်အရွယ်လေးတန်းကျောင်းသူ နော်ဝါဆိုဖို့ဟာလေရမတ်မှာဘုံစားထိမှန်ပြီးတော့ဒဏ်ရာနဲ့တဲ့ပွဲချင်းပြီးတင်ဆုံးခဲ့ရတယ်လို့သိရပါဗျ။ဒါအပြင်အသက်၁၀နှစ်အရွယ်၊သုံးနှမ်းကျောင်းသူ၊နော်တော်ရီဖို့နဲ့အသက်54နှစ်အရွယ်စောမင်းတို့ဟာလည်းထိခိုက်ဒဏ်ရာရရှိပြီးတော့နေအိမ်နှလုံးပျက်စီးခဲ့တယ်လို့သိရပါဗျ။အကြမ်းမဲ့စစ်တပ်ဟာပြည်သူများငလျင်ဘေးတင်ပြီးတော့အတိဒုက္ခရောက်နေတဲ့အချိန်မှာတောင်မှဒေသနေပြည်သူများရှိရာကိုလက်နက်ကြီးများလေကြောင်းများနဲ့ပစ်မှတ်ထားပြီးတော့တိုက်ခိုက်လျက်ရှိရာဒေသခံပြည်သူများဟာစိုးရိမ်ကြောက်ကြမှုများစွာနဲ့နေထိုင်နေရတယ်လို့ KNU ဘဟုကထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့ငလျင်သတင်းစစ်ရေးသတင်းနဲ့နိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွာ Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအပေါင်းကနေကင်းဝေးပြီးတော့အချမ်းဖတ်စစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလည်းအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ